မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်လက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်သား12ဦးသေဆုံးပြီးတော့တနက်တက်လက်နဲ့လက်ပြဘုံ3လုံးတို့ကိုတိမ်းဆီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မတ်လ17ရက်နေ့မနက်9နာရီကမှ လက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာ6နိုင်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းစစ်ကောင်စီတပ်သား12ဦးသေဆုံးက MA3 တနက်တလက်ကြီပေါက်9ခုလက်ပြုံ3လုံးနဲ့ဆက်ဆက်ပစ္စည်းအများပြားကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်းဦးဆောင်မှုနဲ့ရေပြည်ပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF နဲ့ဒဝဲခရိုင်အမှတ်နဲ့တိုက်ရင် PDF ဒဝဲ District Battalion 2 B2332 02တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးများကိုအရှိန်ဟုန်တိုးမြှင့်ပြီးတော့ဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စစ်ရေးအထူးအသည့်သတိပြုသွာလာနေထိုင်ကြရတဲ့တော်လိုင်းရင်နဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှပြည်သူဘက်နဲ့အမှန်တရားဘက်ကိုရက်တည်ခြင်းနဲ့စစ်ကောင်စီဘက်ကစစ်တီတော်များနဲ့ရဲတပ်ဖွဲ့ဝင်များကိုပြည်သူဘက်ကိုခိုးလုံပြီးတော့အများဆုံးပူးပေါင်းပါဝင်ကြရန်တော်လိုင်းတပ်ဖွဲ့များကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဂံကောမြို့နယ်မြောက်ခင်ရန်ရွာမှာရှိတဲ့ပြူစောထိပ်စခန်းနဲ့မြစ်တောင်ဆဲပေါ်မှာတပ်ဆွဲထားတဲ့စစ်ကြောင်းကို drone နဲ့ဗုံးကျတိုက်ခတ်ရအောင်စခန်းမှုတအုပ်အပါအဝင်6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ4ရက်နေ့မနက်9:20မိနစ်အချိန်မှာဂံကောမြို့နယ်မြောက်ခင်ရန်ကျေးရွာမှာရှိတဲ့ပြူစောထိပ်စခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းနဲ့အီနာကဘုံသေးများကျဲချတိုက်ခိုက်ရာစစ်သားနဲ့ပြူစောထီများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲမက်စလာ9ရက်နေ့ကနေ9ရက်နေ့အထိဂံကောမြို့နယ်မြစ်တာ10ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကို ဒရုန်းနဲ့ဘုံသီးအမြောက်အများချဲချတိုက်ခတ်ရာစခန်းမှုတအူစစ်သားတအူနဲ့ပြူစော်တီ၄ဦးစုစုပေါင်း6ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ဒါအပြင်မက်စလာ16ရက်နေ့ကလည်းဂံကောမြို့နယ်မြစ်သားဆဲပေါ်မှာတပ်ဆွဲထားတဲ့စစ်သား၅ဦးဟာတော်လိုင်းရေးတပ်ဖွဲ့များထံကိုထွက်လာတဲ့အတွက်ဖမ်းဆီးခဲ့ရမှာ၎င်းတို့ထံကနေပြီးတော့ MA11 အမျိုးအစားတပ်နဲ့တပ်လက်နဲ့ကြီးအနေငယ်တို့ကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါဗျ။ဘုံသီးကတော့များတယ်ကျဲနေတာကြားပြီး ေတာမြေပုံမှာကစစ်ခွဲတွေတပ်ဆွဲထားတာဖမ်းမိတဲ့နှစ်ဦးကိုလည်းကောင်းမွန်စွာထိန်းသိမ်းထားပါတယ်လို့မြိုင်းပကပကတာဝန်ရှိသူကပြောပြထားပါတယ်။၎င်းတက်ခတ်မှုကိုမြိုင်းပကပဂံကောမြို့နယ်တပ်ပေါင်းစုဂံကောမြို့နယ်ပကပနဲ့ပေါင်မြိုင်းကံမ drone တပ်ဖွဲ့တို့ကစူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိခဲ့ဘူးလို့သိရပါတယ်။မက်လ18ရက်နေ့နေ့လယ်ပိုင်းမှာအကြမ်းဆက်တကမြေသားဆဲအနီးမှာရှိတဲ့ခြေရွာများကို jet fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ဒေါနာတောင်ဝင်းကျင်မှာရှိတဲ့စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL PDF နဲ့ကော့ပရာစစ်ကြောင်းတို့ပူးပေါင်းတပ်များက ဖိုးစင်းနဲ့စတင်တိုက်ခိုက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ရီမြို့နယ်ကော့ဂရိတ်မြောက်ရီအာရှလမ်းမကြီးကိုထိန်းချုပ်ရန်အင်အားသုံးပြီးတော့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းနဲ့တော်လိုင်းပူပေါက်တပ်များဟာဖေဗူလာကုန်မိုင်းကလေးကတိုက်ပွဲများနေတိုင်းလိုလိုဖြစ်ပွားနေတယ်လို့သိရပါတယ်။သို့သောအခုမက်စလာဘိုင်းမှာတိုက်ပွဲမှာပုံမှုပြင်းထန်လာပြီးတော့လက်ရှိမှာ KNL PDF နဲ့ကော့ဘရာစစ်ကြောင်းပူပေါက်တပ်များကဖိုးစင်းနဲ့စတင်တိုက်ခိုက်နေတယ်လို့ PDF စစ်ကြောင်းမှူးတဦးကပြောပြလာပါတယ်။ ထိုးစစ်အနေနဲ့စတင်နေပါပြီဒေါနာတောင်နဲ့ကော့ကရိတ်ဂျားတွေကအောင်စီရကိုတွေ့နေတာဒေါနာတောင်ပေါ်ကအောင်စီရကတော့အသေးပိတ်ထားပြီးပြီအဲ့ဒီပုံမှာတိုက်ပွဲကတိတ်မဖြစ်ဘူးလို့၎င်းကရှင်းပြထားပါတယ်ကော့ကရိတ်နဲ့ဒေါနာတောင်ဂျားတွေမှာအောင်စီရစစ်ကြောင်းကစစ်ကောင်စီတပ်သားအယောက်900ခန့်ရှိနိုင်တယ်လို့အဲ့ဒီစစ်ကြောင်းမှုကတုံ့သက်ပြောဆိုထားပါတယ်ဒါအပြင် ဒေါနာတောင်ပေါ်မှာစစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL လေး PDF နဲ့ကော့ပိုရာစစ်ကြောင်းပူးပေါင်းတပ်များကအပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထားတယ်လို့သိရပါဗျ။မတ်လ18ရက်နေ့မှာကော့ကရိတ်မြို့အနီးနားမှာစစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းနဲ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ကြောင်ပြန့်နေနေရေးကိုအကြောင်းပြပြီးတော့မြပရိဒေတာကိုမီး၁၃စီအင်တာနက်ကုန်စီများစသဖြင့်ဘတ်ဆုံဖြတ်တောက်ထားတဲ့အချိန်မှာအင်အားဖြစ်တင်းထားတဲ့စစ်တပ်နဲ့တော်လိုင်းပူးပေါင်းတပ်များဟာ ကော့ဂရိတ်မြို့အနီးပတ်ဝန်းကျင်မှာတိုက်ပွဲများပြင်းထန်နေတယ်လို့သိရပါဗျ။စစ်ကောင်စီကကရင်ပြည်နယ်ဒေါနာတောင်ပေါ်မှာပိတ်ဆို့ခံနေရတဲ့အောင်စီရစစ်ကြောင်းထံကိုအင်အားအလုံးရင်းများပေးဖို့ဆေလွတ်ကစစ်ပြင်းနေတယ်လို့ကော့ဂရိတ်မြို့ကိုလည်းစစ်ကူများစွာပေးဖို့နေတယ်လို့ကရင်စီရဲသတင်းမြင့်များကပြောပြထားပါဗျ။ကော့ဂရိတ်မြို့အထွတ်မှာရှိတဲ့နှမိုင်ကန်သာဝေးတယ်ကော့နွယ်ဒရန်ကူရေလေကုန်ရွာတေကုန်းချေးပါတို့မှလည်းတိုက်ပွဲများပြင်းထန်နေတယ်လို့ပြောပြထားပါဗါးအလင်းဝင်တာတွေလည်းဇက်တိုက်ပဲလို့ PDF စစ်ကြောင်းမှုတအုပ်ကပြောပါတယ်အခုရပိုင်းတိုက်ပွဲများအတွင်းမှာ အောင်စေးကစစ်ကြောင်းထံကနေပြီးတော့လက်နက်များသိမ်းဆည်းရရှိခဲ့တယ်လို့တော်လိုင်းရဲဘော်တအုပ်ကလည်းပြောပြထားပါတယ်။ဒါ့အပြင်ကွန်ကရစ်မျိုးကနေမြောက်လေအာရှလန်ဒေါနာတောင်လမ်းဟောင်းနဲ့ကွန်ကရစ်တောင်ပိုင်းကျေးရွာတွေဘက်ကိုစစ်ကြောင်း၄ကြောင်းခွဲကထိုးပေါက်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့တော်လိုင်းတပ်ဖွဲ့များဟာမက်စလာတရက်နေ့ကနေ15ရက်နေ့အထိနေတိုင်းလိုလိုကြားဖြတ်တိုက်ခတ်မှုများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။2024ခုနှစ်ဧပြီလကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL PDF နဲ့ Cobra စစ်ကြောင်းပူးပေါင်းတပ်များက မြောက်ရီမြို့မှာရှိတဲ့သင်္ကန်းညီနောင်ဘျူဟာလေးကေကော်နဲ့မြောက်ရီမြို့ဆောင်တပ်ခမရ295တပ်ရင်းကိုလည်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီနေရာများကိုပြန်လည်ထိန်းချုပ်မယ်ဆိုပြီးတော့အာနာသိန်းစစ်ကောင်စီရဲ့ဒုစစ်ခေါင်းဆောင်စိုးဝင်းကိုတိုင်ကိုကဲတယ်နိုင်ငံတော်အစ်စ်အောင်စေရစစ်စင်ရေးလို့နာမည်ပေးပြီးတော့တမ55ဦးဆောင်တဲ့အင်အား1200ကပ်ပါတယ်အောင်စေရစစ်ကြောင်းဟာ2024ခုနှစ်ဧပြီလ9ရက်နေ့ကစတင်ပြီးတော့ဖအန်နဲ့မော်လမြိုင်ဘက်ကနေခြိတက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးလေးရက်ထဲနဲ့မြောက်ရီကိုအရောက်ခြိတက်မယ် ယ်လို့ကြွေးကြော်ခဲ့တော့လေစတလကြာတဲ့အထီကိုဒေါနာတောင်ပေါ်တောတော်ရေတံခွန်နားမှာရှေ့ကိုစပ်မတွန်းနိုင်ဘဲနဲ့ပြိမိနေချင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခမောင်း နောက်ထပ်တင်ဆက်ပေးရမယ့်စီးရေးသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်တညောင်တိုင်းနယ် EPC ရုံးမှတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို PDF တပ်ဖွဲ့များကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်စစ်သားချင်းချင်းခိုက်ရန်ဖြစ်ပွားပြီးတော့ပစ်ခတ်ရာကနေတဦးသေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ16ရက်နေ့မှာတညောင်တိုင်းနယ်မြို့လာရွာနယ်ထန်းနပင်ရွာကြားမှာရှိတဲ့ EPC ရုံးမှတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ညပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများအချင်းချင်းခိုက် က်ရန်ဖြစ်ပွားပြီးတော့အပြန်အလှန်ပြစ်ခတ်ရာကနေစစ်ကောင်စီတပ်သားတအုပ်သိမ်းဆုံးခဲ့ပြီးတော့၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၁၆ရက်နေ့ကစစ်ခွေးတွေရှိတဲ့ EBC ရုံးကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာ ရုံးအတွင်းထဲကိုနှလုံးကြောက်ရောက်ပောက်ကွဲပါတယ်စစ်ခွဲတွေထိခိုက်မှုရှိမရှိတော့မသိရသေးဘူးကျွန်တော်တို့ပြစ်ခတ်ပြီးတော့တိတ်မကြဘူးညဘက်လည်းရောက်လည်းရောက်ကိုသူတို့အချင်းချင်းစကားများရန်ဖြစ်ပြီးတော့ပြစ်ခတ်တာစစ်ခွဲတကောင်တေးပြီးတော့တုံးကောင်ဒဏ်ရာရတယ်လို့သိရတယ်လို့စလင်းမြို့နယ်ပတ်ကဖနယ်မြေတုံးကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုစလင်းမြို့နယ်ပတ်ကဖနယ်မြေတုံးကတော်လိုင်းရဲဘော်များကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်အထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခမောင်း နောက်ထပ်တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့ဘကူတန်ဗဒောင်းမြို့နယ်ညောင်ချိုးတိုက်ပွဲကိုပို့ဆောင်ခံရတဲ့စစ်မှုရေးအပတ်စဉ်6တင်တန်းစင်းတပ်သားတဲ့နန်းလင်းသူကအုပ်ဖုံမှာရှိတဲ့တော်လိုင်းတပ်ထမ်းကိုအလင်းဝင်လာပြီးတဲ့နောက်၎င်းပါဝင်ဆင်နွှဲခဲ့ရတဲ့ညောင်ချိုးတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့လေတပ်ကဘုံမှချဲ့တဲ့အတွာစစ်ကောင်စီတပ်သားအများပြတေဆုံးခဲ့ရတယ်ဆိုတဲ့အကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းညောင်ကျိုးတိုက်ပွဲမှာအကြမ်းမဲ့စစ်တပ်ရဲ့စစ်လေယာဉ်များကမှားယွင်းပြီးတော့ဘုံကျဲမှုနဲ့အေအေရဲ့တိုက်ခတ်မှုတွေကြောင့်စစ်ကောင်စီတပ်သား120ကျော်တေဆုံးခဲ့ရကြောင်းကိုပြောပြထားပါရယ်။ကြံရှိနေတဲ့စစ်ကောင်စီတပ်သားများအားလုံးဟာလည်းတပ်ပြတ်ပြီးတော့ထွက်ပြေးနေကြတယ်လို့ပြောပါရယ်။စစ်မှုထမ်းတပ်သားတဲ့ကိုနန်းလင်းသူကတော့ထွက်ပြေးတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များနဲ့ချိတ်ဆက်ကအလင်းဝင်ရောက်နိုင်ခဲ့တယ်လို့သိရပါရယ်။စစ်မှုထမ်းတပ်သားတဲ့နန်းလ န်းလင်းသူဟာ2024ခုနှစ်စက်တင်ဘာလ18ရက်နေ့မှာကျုံးမင်ကောင်းမျိုးနဲ့ရေးပြန်စိန်ရိုးကြီးရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကိုခံရပြီးတော့ခမရ6တိမ်မြုပ်တက်အတွင်းထဲကိုခေါ်ဆောင်ခြင်းခံခဲ့ရတယ်လို့သိရပါဗါတယ်အဲ့ဒီကမှတဆင်တန်ဖြူစရမျိုးနဲ့ဝဲကလေးအမှတ်လေးတက်မတော်တမ်းမြက်လေးချင်ရေးတက်ကိုပို့ဆောင်က စစ်မှုထမ်းအပတ်စဉ်6ကိုတင်တန်းတက်ရောက်ခဲ့ရတယ်လို့သိရပါဗါးအခုလိုမျိုးစစ်မှုထမ်းတင်တန်းတက်ရောက်ပြီးတဲ့နောက်ဘကိုးတိုင်းကြောက်ကြီးမြို့နယ်နတ်တန်ခွင်းရှေတန်းစခန်းကိုပို့ဆောင်ခံလိုက်ရတယ်လို့ပြောပါတယ်အဲဒီကမှတဆင်ညောင်ကျိုးစခန်းကိုပို့ဆောင်ခံခဲ့ရတယ်လို့သိရပါဗါးမတ်လ16ရက်နေ့မှာကိုနန်းလင်းသူဟာ တရားဝရီခိုင်တရဲ33နှစ်တခွဲလေးမြေအောက်ကြောက်ကြားတပ်ဖွဲ့အုပ်ဖို့ထံကိုလက်နက်မဲ့အလင်းဝင်ရောက်ခဲ့ပြီးတော့ဒေါ်လိုင်းရဲဘော်များနဲ့ပူးပေါင်းကအကြမ်းဖက်စစ်တပ်ကိုပြန်လည်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့သူကထုတ်ဖော်ပြောဆိုထားပါတယ်။သူကရေပြန်စိန်ရိုးကြီးရွာကနေကားမောင်းပြီးတော့ရွာအထွက်မှာကားကိုစစ်ခွေးတွေကချောဆွဲတော့သူ့ပါသွားတယ်။နောက်တော့လူပေါ်မှာပေါ်တာဆွဲပြီးတော့ခမရ6တိမ်မြုပ်ကိုပို့လိုက်တယ် အဲ့ဒီကနေဝဲကလေးမှာစစ်တန်းတန်း3လတက်ပြီးတော့နတ်တန်ခွင်းကရှေတန်းကိုတန်းပို့လိုက်တာနတ်တန်ခွင်းကရှေတန်းမှာထွက်ပြေးဖို့လှုပ်တာမိုင်းခွင်းတွေကြောင့်အစင်မပြေလို့ထွက်မပြေးခဲ့ရဘူးနတ်တန်ခွင်းကရခိုင်ကိုတွားရမယ်ဆိုပြီးတော့ညွှန်ကြားလာလို့ တောင်ကိုတက်မှာလက်နဲ့ခဲရနေဖြည့်ဖို့လှုပ်တော့ထွက်ပြေးလာတာတာယာဝတီမင်းရင်းချောင်းဂိတ်မှာပြန်ဖမ်းခါရပြီးတော့ပြည်စစ်တပ်မှာအချုပ်ချခံရတယ်စစ်ခွေးတွေကအချုပ်ကနေပြန်လွှတ်ပေးပြီးတော့ညောင်ကျိုးတက်ကိုထပ်ပို့တယ်ညောင်ကျိုးတက်ပွဲမှာအေးတိုက်လို့တေတာထက်လေးတက်ကနေပြီးတော့ဘုံမကျဲလို့တေတာကပုံများတယ်လို့ပြောပြထားပါတယ်စစ်ခွေးအကောင်120ကျော်လောက်တေသွားတယ်လို့အလင်းဝင်လာတဲ့ကိုနန်းလင်းသူကပြောပြထားပါတယ်လို့တာယာဝတီ KHP PDF ကတာဝန်ရှိသူတို့ကပြန်လည်ပြောပြထားပါတယ်ပြည်သူလူထုကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများအပါအဝင်ပေါ်တာဆွဲဖမ်းဆီး က်ခတ်ရပြီးတော့စစ်မှုထမ်းဆောင်နေရတဲ့စစ်မှုတပ်တပ်သားတွေများအနေနဲ့အမြန်ဆုံးအလင်းဝင်ရောက်ကြရတဲ့တော်လိုင်းတပ်ဖွဲ့များထံမှလက်နက်နဲ့အတူအလင်းဝင်ရောက်လာပါကထိုက်ထိုက်တန်တန်စုချင်းမြေပေးသွားမှာဖြစ်ကြောင်းတာယာဝရီခရင်တရဲ၃၈၃ညနဲ့တက်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကအတိပိတ်ထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခမောင်း ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတန်းရေစကြုံမြို့နယ်ရေလက်ကျွန်းဒေသမှာရှိတဲ့ကျေးရွာများကိုစီးနင်းလူရက်မီးရှို့ဖျက်ဆီးနေတဲ့စစ်ကောင်စီအုပ်စုနဲ့ပြူစောထိတွေကတော်လိုင်းရဲဘော်တအူးကိုဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီးတော့ ဥကောင်းကိုဖျက်ကမင်းရှို့တက်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အချမ်းဘတ်စစ်ကောင်းစီအုပ်စုတွေကိုခုခံတိုက်ခိုက်ရမှာပါဝင်နေတော်လိုင်းရဲဘော်တအူးဟာမတ်လ14ရက်နေ့ကကြီးစံထိမှန်ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက်စစ်ကောင်းစီအုပ်စုနဲ့ပြူစောထီတွေရဲ့ဖမ်းဆီးမှုကိုခံလိုက်ရကညှဉ်းပန်းနှိပ်စက်ပြီးတော့သူ့ရဲ့ခေါင်းကိုဖျက်ပြီးမင်းရှို့တက်ဖြတ်ခံလိုက်ရတယ်လို့ဒေသခံတော်လိုင်းသတင်းရင်းမြစ်ကသတင်းပေးပို့ပြောကြားထားပါတယ်။မြောင်းနယ်ပန်းတို့ချေးရွာကိုစီးနေလူရက်မင်းရှို့ဖျက်ဆီးပြီးတဲ့နောက်မတ်လ14ရက်နေ့မှာရေစကြုံမြို့နယ်ရေလံကျွန်းဒေသရေတော်ချေးရွာကိုစီးနေဝင်ရောက်လာ ာခဲ့တယ်စစ်ကောင်စီအုပ်စုတွေကိုခုခံတိုက်ခိုက်ခဲ့တယ်တော်လိုင်းရင်ကင်းစခန်းမှာရှိတဲ့ရဲဘော်တအူခြေထောက်မှာတနက်ထိမှဒဏ်ရာရရှိကစစ်ကောင်စီအုပ်စုနဲ့ပြူစောထီးတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးတော့အခုလိုတပ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ဒေသခံတော်လိုင်းရင်သတင်းအရေးမြစ်ကရှင်းပြထားပါတယ်မြေတော်ကိုစစ်ခွေးတွေဝင်လာတဲ့အချိန်မှာရှေ့ကင်းစခန်းစီးခံလိုက်ရတာရဲဘော်ကနှစ်ယောက်မိတာအဲ့ဒီတွေကတယောက်ကတော့ထွက်ပြေးနိုင်ခဲ့တယ်ကြံခဲ့တဲ့ရဲဘော်ကခြေထောက်မှာကြည်စံထိမှန်တော့အရှင်ဖမ်းမိသွားတော့ပါ ဖမ်းမိွားတဲ့သူကတော့ခေါင်းဖြတ်ပြီးတော့မီးရှို့ခံလိုက်ရပါတယ်လို့ဒေသခံတော်လိုင်းရေးသတင်းရေးမြစ်ကပြောပြထားပါတယ်စစ်ကောင်စီအုပ်စုနဲ့ပြူစောထီးတွေဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီးတဲ့နောက် ခေါင်းဖြတ်မင်းရှို့တက်သွားတဲ့တော်လိုင်းရဲဘော်ဟာအသက်30ပတ်ဝန်းကျင်သာရှိသေးတယ်လို့သိရပါဗါတယ်။အဲ့ဒီရဲဘော်ဟာရေစကြုံမြို့နယ်ရေလက်ကျွန်းဒေသကခြေရွာတရွာကဖြစ်ပြီးတော့လက်ရှိမှာရုပ်အလောင်းကိုပြန်လည်တည်လာခဲ့ပြီးတဲ့နောက်ဂူသွင်းစကြုံဖို့လှုပ်ဆောင်နေတယ်လို့ရဲကြီးတော်လိုင်းတပ်ဖွဲ့ခေါင်းဆောင်ဆရာမွားကပြောပြထားပါဗါတယ်။ကျွန်တော်တို့ကဒီစစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ရမှာပါဝင်ဖို့အတွက်ကျွန်တော်တို့ရဲ့အဖွဲ့တွေကရဲဘော်တွေကိုလှစ်ပေးထားတာပါ။ အခုအုတ်ခုပေါ်မှာတင်ပြီးတော့မီးရှို့အသက်ခံလိုက်ရတဲ့ရဲဘော်ကကျွန်တော်ရဲ့တပည့်ရဲဘော်လေးပါသူကမြေတော်ရွာမှာရှေကင်းတာဝန်ကိုထမ်းဆောင်နေတာပေါ့မှန်တာကပေါင်မှာခြေစံထိမှန်ပြီးတော့ဖမ်းခံလိုက်ရတာပါသူ့ကိုတတ်သွားတာကလည်းမကြသေးခင်ကမှကြာဆုံးသွားတဲ့တော်လိုင်းရဲရဲဘော်ရဲ့အုတ်ခုပေါ်မှာတင်ပြီးတော့ညင်းမနှိပ်ဆက်ပြီးတော့ခေါင်းကိုဖြတ်ပြီးအဲ့ဒီခေါင်းကိုပေါင်နှလုံးကြားထဲကိုထည့်ပြီးတော့မီးရှို့သွားတာပါသူ့ကိုတော့ကျွန်တော်တို့စီတဲယူလာပြီးတော့ထိမ့်သိမ်းထားပါတယ်တချို့တာတော့မလုပ်ရသေးပါဘူး ဂူသွင်းတာလေးကိုလုတ်ပေးဖို့စီစဉ်နေပါတယ်လို့ရန်ကျေးတော်လိုင်းရဲ့တပ်ဖွဲ့ခေါင်းဆောင်ဆရာမွားကပြောပြထားပါတယ်စစ်ကောင်စီအုပ်စုနဲ့ပြူစောထီတွေဟာအခုလိုမျိုးရရဆက်ဆက်ခေါင်းဖြတ်မီးရှို့တပ်ဖြတ်ခဲ့တဲ့ PDF ရဲဘော်ရဲ့အယုတ်အလောင်းကိုစစ်ကောင်စီအုပ်စုတွေကမြေတော်ကြီးပါကပြန်ထွက်သွားတဲ့အချိန်မက်လ16ရက်နေ့မှာဒေသခံတွေကလည်းရှိနေခဲ့တယ်လို့ဆိုပါတယ်ရေလည်ကျွန်းဒေသမှာစစ်ကောင်စီအုပ်စုကအခုလိုမျိုးဒဏ်ရာရနေတဲ့ PDF ရဲဘော်ကိုအရှင်ဖမ်းဆီးခေါင်းဖြတ်တပ်ဖြတ်ခဲ့တဲ့ အပြင် မပြေးနိုင်မဲနဲ့ကြေးရွာထဲမှာကြံနေခဲ့တဲ့တက်ကြီးရွယ်အိုတွေအပါအဝင်ဒေသခံတွေကိုလည်းညှဉ်းပန်းနှိပ်စက်ခေါင်းဖြတ်မိရှို့တတ်ဖြတ်တာနဲ့ဥကောင်းပြတ်ကိုငုတ်တိုင်မှာစိုက်ထားခဲ့တာတွေကိုလည်းလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။အလားတူပဲတတ်ဖြတ်ပြီးတဲ့နောက်မြေကြီးထဲမှာဖုံးအုပ်ထားခဲ့တာတေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုတပိုင်းတစစီဖြတ်တောက်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကိုမိရှို့ထားခဲ့တာ စတဲ့လူမဆန်တဲ့ကျူးလွန်မှုများကိုကျူးလွန်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်အေယာဗရီနဲ့ချင်းတွင်းမြေဆုံရမခွေးတိုင်းရေစကြုံမြို့နယ်ရေလကျွန်းဒေသကခြေွာတွေကိုစစ်ကောင်စီအုပ်စုနဲ့ပြူစောတိတွေကမက်စလာ၂ရက်နေ့ကနေ၁၄ရက်နေ့အထိဝင်ရောက်စီးနေတဲ့အချိန်မှာရရဆက်ဆက်တပ်ဖြတ်ခံလိုက်ရတဲ့ဒေသခံပြည်သူပေါင်း20နီးပါးရှိတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရယ်လက်ရှိမှာစစ်ကောင်စီအုပ်စုဟာရေလကျွန်းဒေသတွေကခြေွာတွေကိုဆက်လက်စီးနေလူသက်လူရက် မိရှုနေစေဖြစ်တာကြောင့်မြေတော်ကဘီးဇက်ကိုဆယ်တက်မြင်မြေစွန်းညောင်မွေးပင်နေရင်ပေါတော့ပေါ့ဦးစရှိတဲ့ခြေပါဒေတာကပေါင်းတဲ့ချီဟာထွက်ပြေးတိတ်ဆောင်နေရပြီးတော့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့စစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးနေသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆင်အာနာရှင်ဆနစ်စိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ